ဆယ်တန်းအောင်ရောက်လွယ်နဲ့အလုံးဖြစ်ဘူးလို့ဘွဲရပြီးမှအဆင်ပြေမှာလို့အဲတားသမီးအဲ့လိုကထွင်းတော့ရတာလေဆယ်ယောက်ထဲမှာဆိုရင်ခုနှစ်ယောက်ကဘွဲရပေါ့ဘွဲရပြီးတော့အခုသူတို့ဆရာကြီးဆရာမကြီးဖြစ်တယ်မန်နေဂျာကြီးဖြစ်တယ်ဒါဆိုရင်လည်းတရုတ်အင်္ဂလိပ်တရုတ်အင်္ဂလိပ်စကားပြောသင်တန်းဆရာမပါ KMD ပါ KMD ပါဆရာမကြီး KMD ပါဆရာမကြီးဒါဆိုမြင်းကြီးမှမြင်းကြီးမှလည်းသူဘာမှဟိုဘွဲရပြီးတော့အလုံးလုံးမကြဘူးအိမ်မော်တက်လာနေဩတားသမီးကြီး မြည်ပုံမြင်ရတော့စိတ်ချမ်းသာတယ်ကိုကသူတို့ကျူးမွေးဆောက်ရှောက်ခဲ့ပညာတောင်းလို့ပြီးခဲ့တာတွေကအသီးပွင့်နေရအခုဖူးပွင့်ပြီးတော့ဝေဆာနေတာပေါ့လေဟဲ့ဟောမင်္ဂလာပါခင်ဗျာ ိမ်မှာတောက်တဲ့ဘာတွေလှုပ်ရှုပ်နေရလဲဒီလေးပွေးနေနေတော့ဗာတန်ရှင်းပေါ့တန်ရှင်းလုပ်ဝင်နေရဒါရီသမီးလေဒါရီသမီးလေအများကြီးပဲဝတ်တက်နေနေပြောပြပါဦးအဲဒါရီသမီးတို့ဟောငယ်ရရဟိုလေနင်တို့ကိုရဆယ်လမ်းလောက်နေတော့တခြားကိစ္စတွေမစဉ်းစားနဲ့မလုပ်နဲ့မရဘူးတို့ဘွဲရပြီးရင်တော့ဘွဲရပြီးရချင်းချင်း ကိုရှာရဖူရဖို့အတွက်ကိုကျိုးစားဖို့အတွက်ဘွဲရပြီးတဲ့ခါကျရင်ပညာရေးစနစ်ကိုဘာရောညာရောအကုန်လုံးသူ့အကူတိုးတက်သွားနိုင်မယ်ဒီကြားမှာတော့ကြိုးရောက်မဖြစ်အောင်လို့မင်းတို့ဆယ်တန်းအောင်ရောက်နေလဲအလုံးဖြစ်ဘူးလို့ဘွဲရပြီးမှအဆင်ပြေမှာလို့အဲသားသမီးအဲ့လိုကထရိန်းတော့ရတာလေအားကြောင့်သူတို့သားသမီးတွေဟုဆယ်ယောက်ထဲမှာဆိုရင်ခုနှစ်ယောက်ကဘွဲရပေါ့ခုနှစ်ယောက်ကဘွဲရပြီးတော့ဟို ်ဘွဲရပြီးတော့အခုသူတို့ဆရာကြီးဆရာမကြီးဖြစ်တယ်မန်နေဂျာကြီးဖြစ်တယ်ဘာလို့တော့စီဗီမှာဆိုစီဗီမန်နေဂျာစီဗီမန်နေဂျာသူကဒါဆိုရင်လည်းတရုတ်အင်္ဂလိပ်တရုတ်အင်္ဂလိပ်စကားပြောသင်တန်းဆရာမတရုတ်အင်္ဂလိပ်စကားပြောသင်တန်းဆရာမအခုလည်းသူကကျောင်းမှာသင်တန်းတွေဖွင့်ပေးတာအများကြီးပဲသူရဲ့တပည့်ရနိုင်ငံခြားရောက်နေတာအများကြီးပဲသူဆိုရင်လည်းအဲသူလည်းဒီတိုင်းပဲသူလည်းဒီမှာပါကေအမ်ဒီမှာ KMD ပါဆီယာမားလေ KMD ပါဆီယာမားလေ ်ကယံဒီမှာဆရာမတွေဒါဆိုမြင်းကြီးမှမြင်းကြီးမှလည်းသူဘာမှဟိုဘွဲရပြောအလုံးလုံးနေကြပြီမြင်းအကြီးဆုံးအဲ့ခလေးတွေကအစပါလေကိုယ့်ရဲ့တားစင်မြင်းဆက်ဒီဟိုပညာတက်စီခြင်းနဲ့ကောင်းလဲကောင်းနေခြင်းနဲ့ရမို့အစရရကိုကထိန်းသိမ်းဆောက်ရှောက်ပြီးတော့စူးစမ်းခိုင်းရတယ် ာကြီး10ယောက်မှာ9ယောက်ခွဲရပေါ့3ယောက်ကတော့10လမ်းအောင်ပြီးတော့အဖေပင်မန်းနေဖေရတဲ့ကားတို့ဟိုအကြီး3ယောက်ကကားတို့သမီးတို့ပဲတယ်ပါလေအဖေပင်မန်းနာကိုမကြည့်ရဘူးဆိုတော့သမီးတို့10လမ်းအောင်ပြီးတော့နဲ့ဟိုအပြင်လုံးလုံးလုပ်ပြီးတော့ဟိုရှာဖွေပြီးတော့ကလေးတွေပညာတတ်အောင်လို့ဆက်ပြီးတော့သမီးတို့လည်းပတ်မှုပြီးမှဖေရတယ်အဲသူတို့ရာအဲ့လိုကြိုးစားကြတာ9ယောက်ကဘွဲရတယ် 3ယောက်က10000အောင်10000အောင်ပြီးတော့သူကအပြင်စီးပွားရွေးလို့ကြတော့တယ်အဖေနဲ့အမေကပင်မမှာဆိုတနာလို့ဆိုရအဲငယ်ရည်ရွယ်ပြတ်ထားမယ်လုတ်ပြပြတ်ထားမယ်ဆိုပြီးတော့ဟုတ်တယ်ခင်ဗျာသူတို့လည်းရှာဖွေပြမယ်အဖေတို့ဝင်နေနေတက်တာတာပေါ့ဆိုပြီးတော့အဲ့လိုပေါ့သိုးအောင်ကားရည်သမီးလည်းသူ့လိုင်းနဲ့သူလမ်းကြောင်းလေးပွင့်သွားတာပေါ့လေအခုသားကြီးအောင်ဆိုရင်လည်းအသက်40ကျော်နေပြီအိမ်တော်မပြူဘူးအဖေရဲ့ ဒါလည်းစီးပွားရေးအမြင်မဲ့လုပ်မယ်တဲ့အဖေတောက်လျှောက်ဒီဆယ်နဲ့အောင်ပြီးတောက်လျှောက်လုပ်နေအခုနဲ့ဒီပဲအိမ်မှာလူရတာရှိနေတော့သူဝယ်ချမ်းလုပ်ကျွေးအိမ်မော်တက်လာနဲ့ဩတာသမီးတွေမြည်ပုံမြင်ရတော့စိတ်ချမ်းသာတယ်ဩငါဘွေးရအောင်လို့ငါတာသမီးတွေရောငါမိတွေရော စူးစမ်းပြီးတော့ပြောသူဆုံးမနိုင်လေလို့သူတို့လည်းစူးစမ်းအထုပ်ပြီးတော့ဟောလေပညာတင်ကြတာဗောလေအဲ့လိုပညာတင်ကြတဲ့အကြံပဲအောင်မြင်လာကြတဲ့ခရီးတွေအတွက်ကိုကပီတိဖြစ်တယ်ဝမ်းလဲဝမ်းလာတယ်နောက်အောက်မှာမြင်းရဲ့အငယ်လေးရှိသေးတယ်သူတို့လည်းအခုတက္ကသိုလ်ကျောင်းမှာသူဒုတိယနေ့ဘာပထမနေ့တည်းရောက်နေကြပြီသူ့ရဲ့အောက်ကဆိုရင်သူ့အောက်က၃ယောက်ရှိတယ် အဲ့တော့တယောက်ကအငယ်ဆုံးက10တန်းကျန်တဲ့နှစ်ယောက်ကဒုတိယနှစ်နဲ့ပထမနှစ်နဲ့အဲသူ့အောင်ပါကျန်တဲ့မြီးကြီးကတော့ဟိုက9တန်း8တန်းလောက်ပဲရှိသေးတယ်အငယ်တွေကစိုးစားကြတယ်ဟိုအမျိုးသမီးကိုယ်တိုင်ကလည်းသူကသာသမီကြီးကိုပညာတက်စေခြင်းတယ်ဇမ်မူလည်းကိုယ်တိုင်လက်တွဲကြီးပို့တယ်ပြန်ကြိုးတယ်ညနေပိုင်းအခုသူတို့ဆိုရင်ဒါသူသာသမီနှစ်ယောက်ရနေပြီသူလည်းသားတစ်ယောက်ရနေပြီသူကမရသေးဘူး လူလဲဒီလိုပဲမွေးတာကတော့၁၂ယောက်နှစ်ယောက်ကတော့ငွေရက်ပါသွားတာပေါ့လေမွေးပြီးချင်းဆုံးသွားတာပေါ့လို့ရှိတယ်အဲ့မှာပြက်ကြွားသွားတယ်ရှိပေါ့အဲလူလူဆိုလို့တယောက်ပဲရှိရတယ်ယောက်ျားလေးတယောက်အသက်40ကျော်သွားပြီ40နှစ်လောက်ရှိသွားပြီတယောက်ပဲကြာနေကြံနေသွားတာအိမ်တော်လေးနဲ့ပဲသူလဲသားသမီးတယောက်ရာနေဆေးအောင်မှာယောက်ျားလေး၃ယောက်မိန်းကလေး၇ယောက် ကိုကသူတို့ကျွေးမွေးဆောက်ရှောက်ခဲ့ပညာတောက်အောင်လုပ်ပေးခဲ့တာတွေကအသီးပွင့်တွေကအခုဖူးပွင့်အမြော့ဝေဆာနေတာပေါ့လေကိုကိုငယ်တော့မိဘတွေကိုရှာဖွေပေးနိုင်တာမှဟိုသုံးမှတ်ပြန်90တကြက်ပေါ့အခုတားရသမီးကကိုတရားတရားလာပြီးတာမိသားစုတစုအိမ်တော်တစုဆိုရင်9000တသိန်း9000တသိန်းလာလာပြီးတော့အဲတလားကုန်လည်းလာပြီးတာ ကိုဘာလက်ထဲမှာပတ်ဆက်မပြောက်ဘူးကိုလူကျင်လာတဲ့လူတွေရပေးရလဲပေးလို့ရတယ်အစင်းနဲ့ပြည်တယ်တားရည်သမီးကိုရင်ကလည်းဟောကလေးလာတာလည်းကောင်းတယ်ဝဲရပြီသားတွေဆိုတော့အစင်းနဲ့ပြည်တယ်အဖေမျိုးလည်းတိကျတဲ့သားသမီးတွေပါအကုန်လုံးကအဲမီးရေဆိုတော့လာပြီးတော့တော့ကျွန်တော်ပြုတ်ခဲ့တဲ့သူတို့ဘုံမှာရှင်ရုပ်တွေးပြီးတော့ညော်ဝူးပြီးတော့သူတို့အတွက်ကိုပြုစုပေးခဲ့တဲ့အတွက်သူတို့ခံစားရတာကောင်းမှုတွေ အကျိုးကြီးခံစားရတယ်ကျွန်တော်လည်းတင့်နေအောင်တော့ပြန်ပြီးတော့အကျိုးကြီးစီပြန်ခံစားရတဲ့သဘောပါပဲအေးချမ်းရောပဲဘာမှအေးဟိုးစားမရှိဘူးအေးစင်းနဲ့စားနေတော့နိုင်တယ်အေးစင်းအဆင်ပြေတယ်ဟောငါရှိမှငါကုညီပေးကြရည်လုပ်ပေးကြရည်ဟိုပတ်မှုပေးကြရည်ငါလုပ်ပေးနိုင်စရာရှိရလုပ်ပေးဦးမယ်လေဆိုပြီးတော့ကိုယ်ကိုလည်းကြမ်းမအောင်ယူဆိုင်ပြီးတော့အသက်ရှင်အောင်လို့နေနေတာအဲ့ဒါကြီးလည်းပါတယ်အဲ့ကြောင့်ဝင်စိတ်ပြုတ်ကုန်မှုဖြစ်တာအခုဆိုကျွန်တော် ကျွန်တော်85နဲ့ကြည့်ရင်ရောဟို65ပတ်ဝန်းကျင်တော့မထင်ပါဘူး85နဲ့ရုပ်ရှင်တက်ကြည့်ပြီးတော့ဝဲဆိုတာဆိုဒီနေ့ငါနေ့ထဲဝင်လာပြီတက်ကြည့်ပြီးတော့ဝဲဝင်နေကျွန်တော်တို့ကဟိုဒါတွေကလောက်ကြံဖန်တီးလို့ရတဲ့ကိစ္စတွေမဟုတ်ပါဘူးတကယ်တမ်းဟိုတားရသမီးတို့ငယ်ရနေထိန်းကျောင်းလာတယ်ဟိုကြီးလာတဲ့အထိလဲအဆင်ပြေအောင်လို့ပတ်မိုးစရာရှိရပတ်မိုးထိန်းကျောင်းစရာရှိရထိန်းကျောင်းပြီးတော့လာကြတယ် ခုဆရာကြီးဆရာမတွေမန်နေဂျာတွေဟိုမျိုးစုံပေါ့လေသူနေရာသူပေါ့ဆရာကြီးဆရာမတွေဖြစ်နေကြတာလေဒါတကယ်တမ်းသူတို့ကြိုးစားမှုအားထုတ်မှုတွေလည်းပါပါတယ်အဲ့ဒီသူတို့ကြိုးစားအားထုတ်မှုကောင်းလေကျွန်တော်တို့လည်းဂုံရှိတာလေကျွန်တော်တို့လည်းစိတ်ချမ်းသာတယ်ဘာလို့သူတို့ကြိုးစားအားထုတ်မှုလည်းကျွန်တော်တို့လည်းပါလာတာပဲလေသူတို့တည်းကြီးပဲမဟုတ်ဘူးဟောအဖေမေတွေကောင်းလို့သားသမီးတွေလည်းဒီလောက်ထိကြိုးတက်လာတာအောင်မြင်လာတာဆိုတာလည်းပါလာတာပေါ့